ဟောအဲ့တော့မချိန်ကြီးထားလို့ဒါပေမဲ့ပိတ်တဲ့ချိန်ကတော်တော်ကိုလေးတယ်ခိုင်မသိတထည်နီးပါးတိလေးတယ်အာအင်ဂျင်မှာဆိုလဲ weight ကအလေးကြီးပဲအဲ့လိုပုံစံမျိုးဟုတ်အင်ဂျင်ကလုံးဝတန်ချက်ကလိုပဲတော်တော် weight ပါတယ်ဒီဒီလောက်ထိလေးပောက်သွားမယ်လို့လည်းမှန်ထမ်းမှန်မှန်တော့ဘာလို့မှန်မှန်လားလဲဆိုတော့ကျွန်တော်တို့ရဲ့ design ကဒီမူရင်းဒီဟွာကိုကျွန်တော်တို့က ဝစ်စုံမဟုတ်နေဘူးပေါ့နော်တကယ်တကယ်ပြောလို့ရှိရင်တော့ဒီချင်းဝစ်စုံမှာကျွန်တော်က modify ပြန်လုပ်တာဖြစ်တဲ့အတွက်ပေါ့အဲ့ဒါကိုအရန်စိုးရင်ကြတာတစ်ဖွဲ့လုံးကသူများနေမပြောခင်မှာကျွန်တော်ကဘယ်လိုပြောနိုင်လဲဘယ်လိုပြောနိုင်လဲအဲ့လိုမျိုးကြိုတင်ပြင်ဆင်တာအဲ့လိုမျိုးကိုကြိုတင်ပြောလာခဲ့လို့ရှိရင်လည်းလက်ခံလို့ရအောင်ပေါ့နော်အဲ့လိုမျိုးပြင်ဆင်တာဖြစ်တဲ့အတွက်လုံးဝ back comment မရှိဘဲနဲ့ဟိုလေဟုတ် အကောင်းဆုံးအကောင်းဆုံးဟာပြီးပါတော့တိုက်တယ်ဆိုတာမျိုးဖြစ်တဲ့အတွက်တော်တော်လေးကိုကျေနပ်အားရမိတယ်ဟုတ်အော်ပထမဆုံးအနေနဲ့ကတော့ဒီ National Costume တို့ကအစတော့ကကျွန်တော်တို့ကတချမ်းနဲ့ပတ်သက်တာတွေဖန်တီးဖို့အတွက်စဉ်းစားထားတယ်ပေါ့နော်ဒါပေမဲ့ဒီကုတူနဲ့တွေ့တဲ့အခါမှာကုတူကနေမှနန်းနာအတွက်အချင်းဝတ်စုံပဲသူတို့ဖန်တီးချင်တယ်လို့ပြောလာတဲ့အတွက်ကျွန်တော်ချင်းဝတ်စုံမျိုးပဲဖန်တီးဖို့ဖြစ်လာပါတယ်ခင်ဗျာဟုတ် ချင်းဝစ်စုံကတော့ခုနပြောသလိုကိုထူးကနေမှာကန်လန်းနဲ့ချင်းဝစ်စုံတိုင်းကျွန်တော်တို့ဟိုပြန်လုပ်ဖို့အတွက်ဖြစ်လာတယ်ဒါပေမဲ့အာရှေ့မှာကျတော့ပုံစံအားလုံးကတည်းကနော်ဒီချင်းဝစ်စုံကတော့ဒီလိုထွက်နေရတဲ့ညားနေတဲ့အတွက်မတူညီတဲ့ပုံစံမျိုးအဓိကတော့ color 3နဲ့ပြီးတော့ကျွန်တော်တို့အဲ့မှာဆိုရင်ရွှေငွေချေး လက်ထံအကုန်လုံးကိုကျွန်တော်ထက်သုံးမယ်ပြီးတဲ့အခါကျတော့အာဒီ sequence ပိုင်းထိုးမယ်ဆိုတော့အတွေ့လေးနဲ့ကျွန်တော်တေချာလေးအနုစိတ်လုပ်ဖြစ်သွားတယ်ခင်ဗျဟုတ်အနီနဲ့အနက်ကိုအဓိကထားပေးသုံးထားတယ်အဲ့ဒီမှာပုံမှန်အဖြစ်ဆိုရင်အနီအနက်အစိမ့်အစိမ့်အဖြူနော်ဒီ color လေးတွေရှိတယ်အဲ့ဒါကိုမှကျွန်တော်ကအစိမ့်ကိုတော့ဒီအပေါ်ဝိယုံနဲ့မှပဲတုံးပြီးတော့ညှပ်သုံးပေးထားတယ်ဟုတ်တော်တော်လေးကိုတုံးတော့တော့ဒီဟိုဝိကဝိစုံလာလေးကြည့်လိုက်မယ်ဆိုလို့ကျွန်တော် จิตจิตလေးပေါ့နော်ပုံမှန်တိုင်းလေးပဲထင်ရပြီတကယ်တကယ်ပြောလို့ရှိရင်အဲ့ညီမဆိုလို့ရှိရင်လည်း weight များတယ်ထမင်းမဆိုလည်း weight များတယ်ခေါင်းမတွေရော accessory အကုန်လုံးက weight အရန်များထားတယ်ပေါ့ထည့်ပေးထားတဲ့သုံးထားတဲ့ accessory များတယ်ထားတယ်အမှတူကတော့နော်ပေါ့ပေါ့ပါပါလေးနဲ့ရှောက်ပြပါတယ်အဲ့လိုရှောက်ပြသွားတဲ့ခါဘယ်သူမှဟိုလေးတယ်လို့လည်းမထင်ဘူးတကယ်တမ်းတော့အဲ့ဒီဝတ်စုံကလေးရာကြီးအပေါ်မှာကိုထပ်ပြီးတော့ကြေးတွေကအထက်လိုက်ပါသေးတာကြည်အကြည်ရလဲပိတ်သက်ချိန်လဲကိုအလေးကြီးလို့ပါတယ်ဒါတော့မှအကြည်ဒီချင်းဝတ်စုံကြေးအစစ်တွေကိုကျွန်တော်တို့ ဖယ်ထုတ်လိုက်ပြီးတော့နောက်လည်းအစားတို့တုံးပေးထားတာသူပေါ့သွားအောင်နည်းနည်းပေါ့သွားအောင်ဟုတ်ကဲ့ဟုတ်အဲ့လိုလေးလုပ်ပေးထားလေးတာပေါ့ဟုတ်ကဲ့တော်တော်ကိုလေးတာဟုတ်ချိန်တော့ဘယ်နဲ့ပိတ်တာလို့ရှိရလို့နော်။ဟုတ်အဲ့လိုတော့မချိန်ချထားဘူး။ပိတ်တဲ့ချိန်ကတော့တော်တော်ကိုလေးတယ်။ time thing တစ်ထည်ညီပါတိလေးတယ်။အဲအင်ဂျီမှာဆိုလဲ weight ကအလေးကြီးပဲ။အဲ့လိုပုံစံမျိုးဟုတ်။အင်ဂျီကလုံးဝတန်ချက်ကလိုပဲ။တော်တော် weight ပါ။အဲ့ဒီလိုနဲ့ချင်းသူ့ရဲ့ရိုးရအကွက်အတိုင်းကို sequence နဲ့အကုန်အပြည့်ပလဲတွေထည့်လိုက်တာ။ပလဲတွေကလည်းအကောင်းတွေပဲတုံးတာဖြစ်တယ်။ weight ကတော်တော်ပါ။ပါတယ်။ ဒီကျွန်တော်တို့ဒီချင်းရွရအစင်ကကျတော့အစင်ပေါ်အစင်ဒီအစင်ပေါ်မှာမွေးရင်းစင်ပေါ်မှာပဲကျွန်တော်တို့ကပြန်ပြီးတော့ modify လုပ်ထားတဲ့ပုံစံလေးလုပ်ထားတာဆိုတော့ဟိုချင်းပက်တန်တော့နည်းနည်းလေးပျောက်သွားတော့ရှိတာမဟုတ်အာ idea ကတော့ကျွန်တော်တို့ကနာမည်ကတော့အဲဒါမဲ့ client data ကိုက်တဲ့ပုံစံလေးတွေအများအားပေးနေကြဆိုတော့အဲ့လို treat တော့မရှိနောက်တစ်ခွက်ကျတော့ तू ကအောက်ချင်းကအကကမယ်ပေါ့အဲဒီကဆိုတော့အဲ့ကျမှာအာ तू ကတချင်းတန်စင်လေးလျောထည့်ပဲနောက်ပြီးတော့ငှက်ပုံစံလေးဟာလေးလည်းပါအောင်ပြီးတော့ချင်းရွရဝတ်စုံဖြစ်တဲ့အတွက်အဲ့သုံးခုကိုကျွန်တော်အဓိကထားပြီးတော့တစ်ခုတည်းမှာအာ client နာမည်လေးတစ်ခုပါအောင်လုပ်လိုက်တာပေါ့ဟုတ် ရှင်တင်ရိုက်တဲ့နေ့ကတော့အကုန်လုံးပဲတစ်ဖွဲ့လုံးကပုံမထွက်ခင်နေရလေးပါးကြိုက်တာအရန်ပေါ့နော်တရားကိုစိတ်ကျဉ်နေမှုရှိရဲအားဆိုင်ထားတဲ့ဒီအချိန်ကာလအတွင်းမှာလည်းတော်တော်လေးရလက်ရတယ်လို့ခံစားရတယ်ဟုတ်တယ်နော်ကိုထူလည်းလုံးဝကြိုက်တယ်ကိုထူကလုံးဝ transform လုပ်တဲ့ transform ပုံစံမျိုးလာတယ်မှာလည်းသူအရန်ကြိုက်တယ်ဒီ sample လှမ်းပြီးသူနမူနာလှမ်းလှမ်းပြပေးရတစ်ချိန်လုံးတဆင်ပြီးတဆင်ပြီးပြီးရတဲ့တဆင်အတိုင်းသူလှမ်းပြချင်မှသူအရန်ကြိုက်တယ်ဆိုတော့ဟိုဂျင်းနေရတယ်နော်နာနာ fitting လာချတဲ့အချိန်မှာလည်းနာနာအရန်ကြိုက်တယ်ဆိုတော့တော်တော်လေးကိုဟိုဂျင်းနေအားရမိရဟုတ် ဒီဝတ်စုံမှာကျွန်တော်တို့ကအရန်ကြီးတော့မမှန်းတာဟိုဒီဒီလောက်ထိလေးပောက်သွားမယ်လို့လည်းမထမ်းမမှန်းတာဘာလို့မမှန်းတာလဲဆိုတော့ကျွန်တော်တို့ရဲ့ design ကဒီမူရင်းဒီဟွာဟိုကျွန်တော်တို့ကဝတ်စုံမဟုတ်နေဘူးပေါ့နော်တကယ်တကယ်ပြောလို့ရှိရင်တော့ဒီချင်းဝတ်စုံမှာကျွန်တော်တို့ modify ပြန်လုပ်တာဖြစ်တဲ့အတွက်ပေါ့အဲ့ဒါကိုအရန်စိုးရိမ်ကြတာတစ်ဖွဲ့လုံးကထားတဲ့ဟာဆိုတော့အရန်တော်တော်ကြီးစိုးရိမ်ထားကြတယ်ဘာလို့ဆိုတော့သူများနေမပြောခင်မှာကျွန်တော်ကဘယ်လိုပြောနိုင်လဲဘယ်လိုပြောနိုင်လဲအဲ့လိုမျိုးကြိုတင်ပြင်ဆင်တာအဲ့လိုမျိုးပြောလာခဲ့လို့ရှိရင်လည်း လက်ခံလို့ရအောင်ပေါ့နော်အဲ့လိုမျိုးပြင်ဆင်တာဖြစ်တဲ့တော့လုံးဝ back comment မရှိဘဲနဲ့ဟိုလေအကောင်းဆုံးအကောင်းဆုံးဟာပြီးပါတယ်ဆိုတာမျိုးဖြစ်တဲ့အတွက်တော်တော်လေးကိုကျေနပ်အားရမိတယ်ဟုတ်ဒီအဆုံးနော်လုံးဝပုံမှန်ဆိုလို့ရှိရင်တော့ဒီယောဂဝတ်စုံတိုင်းရင်းသားတွေရဲ့ဝတ်စုံကိုလုံးရင်အရန် serious ဖြစ်တယ်ဟုတ်နက်ဂတစ်များတယ်ပေါ့နော်ဒီဝတ်စုံမှာလုံးဝမတွေ့ရတာတော့တော်တော်ကိုပြောဖို့ကောင်းတယ် စိတ်ကျဉ်နေတာပေါ့နော်ဟိုကိုဖန်တီးရတဲ့အရာတွေကဟိုအလုံးလက်ခံပေးရအလုံးကြိုက်ပေးကြတဲ့ဟာမှာဆိုတော်တော်လေးကိုဟိုစိတ်ကျဉ်တတ်မှုရတယ်ကျွန်တော်ကိုယ်တိုင်ဆိုလဲဒါဟိုချင်းကြည်ရင်ဆက် တိုင်းလာပြောက်ပဲဖြစ်တဲ့အတွက်ဒီကျွန်တော်တို့ရဲ့ဒီဘက်ကချင်းဝါရီမှာလည်းဘာမှအဖြစ်ထွေချူပြောတာမျိုးမရှိတဲ့အတွက်တော်တော်လေးကိုကျေနပ်ပီတိဖြစ်ရတယ်ဟုတ်ဟုတ်ကဲ့ခင်ဗျာအခုနောက်ပိုင်းဆိုတဖြည်းဖြည်းဒီအပိုင်းကိုလက်ခံပေးလာတာကျွန်တော်ဆိုရင် creation လုပ်တဲ့အပိုင်းကိုတော်တော်လက်မခံပေးကြဘူးအခုဆိုရင်အော်ဒီဒါမဲ့ရိုးရစင်တော့ပျောက်လို့မရဘူးရိုးရပုံစံဟန်ပန်နေတော့ပျောက်လို့မရဘူးအရန်ကြီးထွင်လို့တော့မဖြစ်ဘူးပေါ့နော်အဲ့ဒီမှာစီးနဲ့ပေါင်းနဲ့ဆက်နေကြသွားတဲ့ဟာဖြစ်တဲ့အတွက်အလုံးလက်ခံပေးရလို့ပဲမြင်ပါတယ်ဟုတ်သုံးလားပေါ့ဟုတ်ပုံမှန်ပေါ့ကျွန်တော်တို့ရဲ့ဒီဟိုဟာ project တိုင်းကတော့အကုန်လုံးကတော့3လနီးပါးပေါ့နော်3လကျော်တဲ့ဟာလည်းရှိခဲ့ပါဒါပေမဲ့သူရပြင်းများကတော့3လပါပဲဟိုဘာလို့အနုစိတ်ကြီးရတွေကသမိုင်းတစ်ထည့်လုံးကအနုစိတ်ထိုးရတော့ဖလဲတွေရောဒီအင်ဂျီတွေရောပြီးတော့ဆိုအပေါ်ဝွေယုံဆိုလဲနော်ဝွေယုံကြီးကိုဟိုချွတ်ချလိုက်တာနဲ့ခါမှာတဝက်တီတီကျိုးသွားပြီးတော့နောက်ကအမီးပုံစံမျိုးဖြစ်သွားအောင်လောက်ရတာလေးဒီဒါလေးတွေဆိုတာလောက်ရတာပေါ့ဟုတ်ပုံမှန်အနေမှာဒီလိုငှက်ပုံလဲဟုတ်ငှက်ပုံလဲအမီးလေးကျသွားပြီးတော့ဟုတ်သူကားတဲ့ချင်းကားလေးသွားမယ်အဲ့ဒီလိုပုံစံလေးတွေပေါ့ဟုတ်အဲ့လားလေးတွေ ဆိုပေမဲ့စမ်းရမယ်ဆိုတဲ့အားလည်းရှိတယ်။ဟိုကျွန်တော်တို့တင်လိုက်စင်ပေါ်တင်လိုက်မဲ့အရာတိုင်းကရိုးရိုးလေးဖြစ်ရမယ်ဒါပေမဲ့စမ်းရမယ်။အဲ့လိုပုံစံမျိုးလေးကြီးဟိုလာလဲလာလဲလာနော်။ဟိုအဲ့လိုမျိုးလေးစဉ်းစားပြီးတော့လုပ်ပြရတာပေါ့။ဘယ်ရင်တမိုးမတွက်ရသေးကျွန်တော်တို့ဒီတုံးထားတဲ့ပစ္စည်းစင်းရင်တောင်မှကျွန်တော်တို့တခြားစင်းမတွက်ရသေးငွေကြေးတော့ဘာလို့ဆိုတော့ဟိုပြောရလို့ရှိရင်ငွေကြေးကတော့အရန်ကိုကုန်ချထားတယ် ခုမနေ့ပိုင်းဝိက္ခန်ဒီမှာဆိုလဲကျွန်တော်သူလှမ်းပြီးတော့ဗီဒီယိုကောလှမ်းခေါ်လိုက်တယ်။အဲလှမ်းခေါ်လိုက်ပြီးအဲ့ဗီဒီယိုကောမှာဆိုရင်ကျွန်တော်အသေးစိတ်ဖရားဖရားဝေ့ရမယ်ဆိုတာလေးကကျွန်တော်လှမ်းပြီးပြောပြပေးရဆိုတော့အားလုံးအဆင်ပြေပါတယ်။ International Pageantry ရဲ့ page တွေမှာလဲနေရာတိုင်းမှာပဲတွေ့ရတယ်။လုံးဝဒီဟို top 10 top 20ရွေးတဲ့နေရာတိုင်းမှာလဲနေရာတိုင်းမှာတွေ့ရတယ်။ဟုတ်အဲ့လိုမျိုးဆိုတော့တော်တော်လေးကို ဟိုမထင်မပဲနဲ့နေရာတစ်ခုရရအတွက်ကျင်းတတ်မိပါတယ်ဟုတ်ဒီကေတင်းကအခုဆိုရင်ဒီအာဒီ miss log ကဒီဟာထဲမှာဆိုရင် nature ကောင်းရှင်လုပ်တဲ့နေရာမှာဆိုရင်အားလုံးလက်ခံပေးတဲ့အဖွဲ့တစ်ခုဖြစ်လာတဲ့အတွက်ကိုစ조사မှုအရာတစ်ခုဟိုနေရာတစ်ခုပုံပေါ်လာတယ်လို့ပဲဟုတ်ကျွန်တော်မြင်တဲ့အတွက်ဒါအားလုံးရအောင်မြင်မှုအားလုံးရစ조사မှုအဲလိုမျိုးလေးပေါ့ဟုတ်